တကော University versus AI Esport ရဲ့ game number 2ဘယ်တင်းကပြောင်းလဲပြီးတော့အနိုင်ရရှိသွားမလဲဆိုတာကိုအင်ဂိမ်းထဲမှာပဲအကောင်းဆုံးတင်ဆက်ပေးမယ့် cast style နဲ့တူတော့ကြည့်ကြရအောင်ရှင်ကဲကြောအားလုံးပဲပြောင်းလဲပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီနေ့ match number 2ဖွဲ့စဉ်ဖြစ်တဲ့ AI Esport versus တကော University တို့ရဲ့ပွဲစဉ် game number 2လေးပဲဖြစ်ပါတယ် ဆိုတော့ဒီပွဲမှာတော့ AI eSport ဒီသူတို့ရဲ့ဒါ strategy တွေကိုပြန်လည်ပြီးတော့ဝင်ရောက်လာခဲ့တဲ့ draft တစ်ခုတော့ပုံဖော်လာခဲ့တယ်။တစ်ဖက်မှာတော့ front line 3កောင်းလောက်ထိကိုသူတို့အနေနဲ့ဒါအသုံးပြုလာခဲ့ဗျာ။ဒီက minute 10ပြီးတော့ Belerate AoE disable တွေများတဲ့ hero တွေကိုသူတို့အသုံးပြုလာခဲ့တယ်ဆိုပေမဲ့လည်းတစ်ဖက်မှာဒီလိုမျိုး AoE တွေကိုရှောင်ရှားပြီးတော့ဆော့နိုင်မယ်ဆိုရင်တော့ပို့ပြီးတော့အဆင်ပြေနိုင်မယ့် AI eSport ဒီဒီပွဲမှာ game number 1တော့လို့မျိုးအနိုင်ရလည်းရရှိွားမလားအောင်ရရှိွားအောင်မလားဆိုတာတစ်ချက်ပြန်ပြီးတော့ကြည့်ရှုရပါမယ်။ ဟုတ်ပါရဲကျွန်တော်ဒါဒီဘက်မှာရှိမယ်ဆိုလို့ရှိရင်လည်းကျွန်တော် monitor တွေရော platina တွေရောပြန်ပါနေနေထားတခုဆိုတော့ area control မှာတော့တော်တော်လေးများမယ်ဟုတ်တယ်ဒီက platina အနေနဲ့ကတော့လိုမျိုးကတော့ချာတွေပြီးတော့လို့ရှိရင်ဒါသူ့အစီမှာ core ultimate တွေက မော်စကို SPR ရဲ့ကြံနေဦးမယ်နေထားဆိုတော့လေကျွန်တော်ဒါမနထရောင်းနဲ့ဝဘကူမိုတွေပေါင်းလို့ရတာမျိုးတော့ကျွန်တော်ရှိတယ်ဗျဟုတ်တယ်ဒီပွဲမှာတော့ဒါဗလီယာတော့သူတို့အနေနဲ့ဒါပြန်လေပြီးတော့အသုံးပြုလာခဲ့ဗျာဒီက front line တအားကောင်းပါလေဆိုရဲကောင်းနေအကုန်လုံးတော့သူရဲ့ fire over fire ball နဲ့ဘုံမိုက်ချင်းနေအဆုံးတက်မယ်လို့တော့ထင်တယ်ဒီချိန်မှာ fine သူရဲ့ shake တွေတော်ဒီဘက်က shadow strike တွေအကုန်လုံးတော့ပေးပြီးတော့ပဲသူရဲ့ shot ထားသေးတယ်ဗျာဒါပေမဲ့ခရီးရော လုံးဝကျော်ဒီအိုမိုက်ဂျင်းနေစားသုံးဝင်ရရှိနေတော့မယ်ပေါ့နော်။အင်းအိုမိုက်ဂျင်းနေကျွန်တော်ခရီးရောစားသုံးလို့ရနေတော့မယ်။ကျွန်တော်ဒါ AI Black နေနေရလဲကျွန်တော်အားလီမှာတော့ damage တကယ်တော့သူလုံးလို့ရတယ်ဗျ။အဓိကတော့ revelation နဲ့ပါရနေတာတခုဒါမဲ့ revelation ကိုကျွန်တော် data fight မတိုင်ခင်မှာသုံးလိုက်မယ်ဆိုလို့ရှင်တော့နည်းနည်း data fight မှာပြဿနာတက်သွားနိုင်တယ်ပေါ့နော်။ loss တွေတော့ ကျွန်တော်ဒါ reward crop လေးကိုပဲကျွန်တော်တို့ခီးရေစုံစားထားမျိုးတွေ့ရပါတယ်ဟုတ်တစ်ဖက်မှာ ace က2ရဲ့ reward light ကိုသုံးပြီးွားပြီဗျ magazine နဲ့ထိတ်လိုက်တွေ့တဲ့အချိန်တွေတခုမှာတော့2ရဲ့ဒီ reward light ဒီ38စက္ကန့်လောက်တော့သွားပြီးတော့လိုအောင်မယ်ပေါ့နော်တတက်ပေါ်တဲ့အချိန်နဲ့သွားပြီးတော့ကြည့်မယ်ဆိုရင်လည်းဒါကျွန်တော်မိကောင်းမိနိုင်တယ်ဆိုတော့နောက်မှာတော့ Lithuania လည်းရရှိလာတဲ့ AI sport ရဲ့ Naruki ကတော့ပို့ပြီးတော့ retribution stack ကပိုများမယ်လို့တော့ထင်ပါတယ်อืม retribution stack ကတော့ Naruki သူပိုများနိုင်ရေပေါ့နော် ဆိုတော့ဂိုးလေးမရှိမှပြန်ကြည့်ရမယ်ဆိုလို့ရှိရင်လည်း Harry နဲ့ Moscow ဆိုတဲ့အတွက်ကြောင့်မလို့တော့ဂိုးလေးကနည်းနည်းလေး even ဖြစ်တယ်လို့တော့ပြောလို့ရတယ်ဗျ။နှစ်ကောင်လုံးကတော့ occasion နဲ့ပါပဲသူတို့ရဲ့ lane phase မှာတော့ ဂူဂရီကိုပဲအရင်ဆုံးဦးစားပေးစားမယ်ပေါ့နော်ကျန်တဲ့ဟာကိုတော့သူတို့ဒီစစ်ပလေးပိုဇီရှင်ကိုပဲသူတို့အရင်ဆုံး ODB ယူမယ်ဒါတဖိုက်ဒီဘာမှာကြည့်မယ်ဆိုလို့ရှိရင်တော့ DGU သူတို့မှာမနီတာရရှိနေနေတာတခု Blurring နဲ့ဆိုတော့ AI control နှစ်ကောင်ရှိနေသလို Platina လည်းပါနေနေတာ AI control အများကြီးနဲ့ Objective 5မှာတော့ကောင်းပုံတော့ဆိုင်လို့ရမယ် Lost မှာ Black တော်လေးကနာနေပြီဗျ Okay B form ကြောင်းပြီးတော့ပဲပြန်လဲ forward ပို့တဲ့ကြိုးစားနေမှာ Wow da ဒီနေရာမှာ first lap နောက်ကိနေတဲ့ save လို့သွားပြီ Rocket Light တုံးပြီးတော့ပဲ forward သွားတဲ့အချိန်တခုမှာ Resist နေတယ်သူ Fury တုံးပြီးတော့ပါ fall လိုက်ရတယ်ဗျ Hiroki တကောင်ဖေးလိုက်ရတယ်ဖေးလိုက်ရသည် Channel လည်းဖြစ်နေတဲ့ခိုက်တဲ့တစ်ခုမှာတော့ AI eSport TV Tate Over ထပ်မံပြီးတော့တိမ့်ပိုက်လို့သွားတော့မှာဖြစ်ပါတယ်။ GGU တို့နေနေတော့ဒါ AI control များတဲ့အနေအထားတစ်ခုမှာတော်တော်လေး over extending ဖြစ်သွားလို့သာ UK ပေးလာတာလို့မြင်မိတယ်။ Tate Over လည်းထပ်ပြီးပေးလာထားရတယ်။ AI eSport အနေနဲ့ over gain နေ တောင်းချောက်တွေကို firewall firewall တွေမုတ်နေရမျိုးလဲကျွန်တော်ပြန်မြင်နေရတယ်ဗျာနောက်လုံးဝကတ်လို့မရဘူးဗျာ disable ရော slow effect ကိုပြီးတော့နောက်ထပ်အနာကတ်လာမယ်ဆိုရင်ပြန်ပြီးတော့တွန်းထုတ်ပြီးတော့ escape လုပ်လို့ရတဲ့အရာရောပါဝင်နေတဲ့ဒီဗလီယာဒီဒီချိန်မှာတော်တော်လေးအလုံးဖြစ်နေခဲ့ပြီ rotation ရအောင်လောက်ပြန်ပြီးတော့ရောက်လာခဲ့တယ်လို့ဒီတစ်ဖက်မှာပြန်ကြည့်ရမယ်ဆိုရင်လာ walter ဒီသူ့ရဲ့ jungler စားသုံးမှုဘိုင်းမှာ b found ဒီပါတုံးပြီးတော့စားနေရတယ်ဗျာဒါတော့မှကျွန်တော်သူ့ရဲ့ jungler concrete တကောင်ကတစ်ဖက်ကဒီ narrative နဲ့စားသုံးသွားခဲ့တာဆိုတော့ ော်တော်လေးတော့ကျွန်တော်ဒီ Walter နေအနေများနေခဲ့တဲ့ပုံစံထောက်တယ်เนาะကျွန်တော် Fanny Wise ဆိုင်မှာတော့ Nelly အနှိမ်ခံနေရတာပြီးတော့မြင်ရတဲ့ပုံမှာ Mercy နှစ်ယောက်2ပတ်သက်1ဆိုကြားမှာတော့ Ace ရူရီမှာချုပ်ထားဝင်မဲ့လမဲစီထပ်ပြုတ်နင်းတော့ရနေတော့မယ်ဖိုင်နောက်အတာလေးပြန်ပတ်ထားရသေးရဲ့ဗျာတကယ်တမ်းပြန်ပြီးတော့ကြည့်ကြည့်ရမယ်ဆိုရင်တော့မန်စီနဲ့တော့တစ်ဖက်ကအေးစ်ကဟီရိုနီချာရရှင်ချလို့မလွယ်ဘူးဗျာဖိုကတ်စ်မှတ်လေထွက်လာဖြစ်တဲ့အကြောင်းတော်တော်လေးတော့ပြော့မယ်ဒါပေမဲ့ဒီခရီရှင်းပြီးတော့ပဲတခြားသော rotation lane လေးတွေကိုသွားမှတော့အဆင်ပြေလိမ့်မယ်ဗျာသွားပြီးတော့ရှင်ချနိုင်မယ်ဆိုရင်တော့မန်စီကပို့ပြီးတော့အဆင်ပြေလိမ့်မယ်သူ့မှာအေဒီမစ်ကူတော့ကလေလောကအင်ဖနတီဖြစ်နေရဆိုတော့တောက်လျှောက်တူတူဓာတ်ဝေးတွေတုံးလိုက်ပြီးတော့ဒီဒီမိုနီဖို့စ်ဒီခွန်လိုင်းနဲ့အများကြီးလှုပ်လှုပ်လို့ရတဲ့ဟီးရိုးတကောင်ဗျာ ဟုတ်တယ်ဒါသူ့ရဲ့ဒီ ambulance ဆက်မှာဆိုလို့ရှိရင်လည်း damage ပို့ပေးလို့ကောင်းတယ်ပေါ့နော်ဆိုတော့ goal လေးမှာပြန်ကြည့်ရမယ်ဆိုလို့ရှိရင်တော့ leader အနေနဲ့ HP ရဲ့ကျွန်တော်တို့က level 1လောက်ထိတော့စပြီးတော့တာနေလို့ပြောရမှာပဲဗျာอืม fans အောက်မှာတော့ level 5ကျွန်တော်တို့ဘက်မှာလည်း leader လေး level 5ပဲဟောနည်းနည်းလေးတော့သွားပြီးတော့ပဲ chrono dash လေးနဲ့ pressure ပေးနေတာဗျာအပေါ်မှာ ace ကတော့2%ဝယ် saturation မှာ hook ပေးလိုက်ရပြီ refactor light လေးသုံးပြီးတော့ပြီနော်အဖားတော့ guardian and break it ပဲကျွန်တော် purify oh my genie နဲ့ပြန်သုံးရပြီ fine သူ့ရဲ့ dash ကြီးအကုန်လုံးပြီးသွားချိန်ကမှ race is light သုံးတက်နေတာမလွယ်ဘူးဗျာဘောကြပါ ောင်းပြန်ပြောင်းနေနေဆဲဆဲမှာတော့ပြန်လဲ4ပတ်လို့လာခဲ့ပြီပဲဖြစ်ပေါ်တယ်။อืมစပိတ်တော့တုံးကြည့်လိုက်တယ်။ဒါဟီယိုကိမရအနေထားတစ်ခုမှာ2သိန်းလုံးပြန်ပတ်ထားနိုင်တယ်။ဘာတာဒီဖိုက်တစ်ခုကိုစပြီးမြင်ရဖို့ရှိမှာ။နာရူကီ၊ဒီဖိုင်ဘီးစ်၊နေအိုမလာ၊ရက်ဇစ်နာမော်နောက် တောင်းလျှောက်တဲ့ Electro Five Beast နင်းလိုက်ရင်လည်းဟီးကြီးတစ်ကောင်စရရဘလာရုတ်ချုပ်ပေးမယ်နဲ့တော့မ follow up damage မရှိဘူးဗျာ။ဒီအောင်လုံးကကိုမိုသွားပြီးတော့ကွာဟချက်လေးဖြစ်သွားခဲ့ဗျာ။ ACL Rook ကလည်း Tory နောက်ချသွားခဲ့တယ်တို့တစ်ဖက်မှာလည်း Nelly Position Chon နဲ့ Race City သူ့ရဲ့ Man သူ့ရဲ့ Manuel Fury ကလည်း Toy ပြီးသွားခဲ့တယ်။ဒီချိန်မှာတော့ tap ပြီးတော့4-5 situation မှာ Ace နေတဲ့ Demonic Force ကန်စားနေရတော့ Walter ပြေးပြီးတော့ form ပြောင်းနေဆိုမလဲ Fire One နဲ့တိုးတော့ခံလိုက်ရပြီးတော့ Ace ချရှုံးလို့သွားခဲ့တယ်ဗျာ Walter ကောင်းပါ tap down start တယ်ဘာ EA Esports နေတဲ့သိမ်းပဲလို့သွားခဲ့ပြီးပဲဖြစ်ပါတယ်။ဒီ Battle 5မှာတော့ EA Esports တော်တော် လေးတာသွားပြီလို့ပြောရတော့မှာဗျာဟီယူကီ၃កောင်တာတေကိုထိတ်ရထားသေးတယ်ဆိုတော့၄မိနစ်ဆိုအချိန်တစ်ခုမှာတော့ဒါတာတေ၂កောင်နဲ့အတူပဲ family 4200တော်လေးတာသွားတဲ့ family တစ်ခုကိုလည်းကျွန်တော်မြင်ရမယ်အောင်လမ်းမှာဆိုလို့ရှိရင်လည်း leader အနေနဲ့ကဂိုးရှိကြီးခေါင်းခွင့်ရနေဦးမှာဗျာ fighter တွေကိုပြန်ပြီးတော့ counter ထောက်လာတယ်အရင်တော့ဆိုရင်တော့ဒီလိုမျိုး fighter တွေများတယ်ဆိုရင်ကျွန်တော် if နဲ့ပြန်ပြီးတော့ counter ထောက်တယ်ဗျာဒါပေမဲ့ update meta page အရာပြန်ပြီးတော့ back beta hero တကောင်ဖြစ်နေတဲ့ဒီ player တွေ တော်တော်လေးအလုပ်ဖြစ်နေခဲ့တယ်။တစ်ဖက်ကဘေးဖောင်တောင်းပြီးဘေးဝင်လာတဲ့ Walter ပြန်တုံးထုတ်လိုက်တာ retribution ပေါင်းမဲ့တူတူသူကိုယ်တိုင်တော့ပြန်ပြီးပြေးထွက်သွားတဲ့ပုံစံတစ်ခုဖြစ်သွားခဲ့ပြီခုနကပထမဟုတ်တယ်နော်။အလီဒါနဲ့ကြည့်ရမယ်ဆိုလို့ရှိရင်လည်းကျွန်တော်တို့ဒါ၄မိနစ်နဲ့ Corinthians Sky တစ်ခေါက်တစ်ခုပြီးသွားမှလည်းမြင်ရတယ်ဗျ။၄မိနစ် Corinthians Sky တော်တော်လေးများတဲ့ idea တစ်ခုလို့ပြောရမှာပဲ။တစ်ဖက်မှာကြည့်မယ်ဆိုလို့ရှိရင်တော့2800ခုချိန်ကြီးတော့ River တစ်ချောင်းမပြီးသေးတာမျိုးလည်းကျွန်တော် Harris မှာမြင်နေရတယ်ဗျ။ Samian Side လိုအပ်ချက်တွေရှိနေသေးရပေါ့နော်။ Fade out heaven ကတော့ခဏထားအောင်ကျွန်တော် Lawson အနေထားရသူစက်သားတဲ့ idea တသေးလေးတွေဒီကျွန်တော်ဒီ ီ dash ဒီတောက်လျှောက်တော့ခုံလို့ရမယ်ဒီကျွန်တော်ပြန်ပြီးတော့ပဲ root ခွဲထားပေးသေးရဲ့ဗျဟုတ်ဗလားတောင်းနေတောက်လျှောက်တယ်မဟုတ်ပေးထားမယ်မလွယ်သေးဘူးမလွယ်သေးဘူးပြန်ပေါင်းလာပြီထမလို့ resist တို့ဒါအဲ့ရကွန်ထရိုးဒမ်မေ့ချ်ပေးထားပေးမယ်နဲ့တော့ follower damage ကလိုအပ်ချက်ရှိနေတော့မယ်။အော် show me ပါလှမ်းပြီးတော့ပြစ်ခွဲထားတယ်ဆိုမှလည်းဘယ်သူမှတော့တိုက်ဆုံးသွားခဲ့ခြင်းတော့မရှိဘူးဗျ။ Lucas Ali တော်တော်လေး position မြင်တဲ့ hero တစ်ကောင်ရရှိထားခဲ့ဆိုမှလည်း damage မလုပ်တော့တဲ့ပြဿနာတွေကဒဂွန် University တောက်လျှောက်ခံစားနေရတဲ့ Benaruki တစ်ဖက်ကပပပတ်ကိုပါတိမ့်ပိုက်သွားခဲ့ပြီး fast ရလေပြီးတော့ power လာချေတစ်ခုမှ7 force ပေးထားတဲ့ purify တော့ပြီးတော့ပြန်လဲ format wide million mega down oh မေကတာဝနာမာတွေတေဂန်ဒီဆက်ဆက်လေးတော့ပြန်တော့ဖြစ်သွားခဲ့တယ်ဗျာမစီတော်တော်လေးမာနေရမျိုးနဲ့ကျွန်တော်တွေ့နေရတယ်တစ်ဖက်ကဂျီဗန်ရဲ့ဂျမန်ဖို့ခရိုဒက်ဂျားထဲမှာတောင်ဒီတိုင်းပေပြီးနေနေရဗျာတော်တော်လေးကိုဒရီဘယ်လီမြင့်နေတဲ့အနေထားတစ်ခုလည်းမြင်ရမယ်ဆိုတော့အဓိကတော့ကျွန်တော်ပွဲချင်းချောင်းမနဲ့မှာ family 9000တာနေတဲ့အရာတစ်ခုကြောင့်မလို့လေကျွန်တော်ကဒရီဘယ်လီကတော်တော်လေးမြင့်မားနေတယ်လို့ပြောရမှာဗျာ Hiroki AC လည်းဖြစ်တယ်လို့ Messi ရဲ့ KDA ကသွားကြည့်ရမယ်ဆိုတော့2-0စစ်သူအများဆုံးပဲဗျာတင်းထဲမှာ ကျတော့အဲ့လိုနေထားမှာတော့ဒါ durability ရတော်တော်လေးများနေတဲ့ပုံစံတစ်ခုတော့တွေ့ရတယ်ဗောနော first tower လဲဒါခုနအနေထားမှာမလိမ့်မပေးလိုက်ရတယ် fancy ကံကောင်းလို့ဒါ speed of destruction မှန်ပြီးတော့မတည်ွားခဲ့တာဗျာဒီလားအဲ့ဒီနေရာမှာတခါလဲကြာသွားမယ်ဆိုတော့ပို့ပြီးတော့ဆိုးသွားမှာနော်ဆိုတော့အဲ့မှာတော့ fans ကောင်ဆက်ပြီးတော့ကြာသွားရင်းနဲ့ပဲ resist ကို back ကတော့ပေးထားလို့မယ် fans မတည်မနေဘူးတော့ဘယ်တည်းပြန်ဝင်လာနေတာတခါတော်တော်လေးမှားယွင်းသွားခဲ့တယ် elite resist ကိုထက်စားလိုက်ရင်းနဲ့ပဲ UK နှစ်ကောင်တွေကိုပိုင်ဆိုင်ထားတယ်ဗျာဘိုးလိန်နာကိုပြန်လဲပြီးတော့ save လိုက်တယ်ဆိုမလဲပြန်လဲဝင်ရောက်လာတဲ့ damage output ကြားထဲမှာသူကိုယ်တိုင်တေဆုံးမှုသွားနေပါ fine ဒီပန်းလေးပြန်ပြီးတော့ဝင်လာပြီး AOG fine နေတဲ့ချသွားခဲ့ပြန်တော့မှ group ပြန်ပြီးတော့ခွဲထားသေးတဲ့ flash community ကြားထဲမှာ messi တောင်းဝိုင်းနေပါ black ကောင်ပြန်လေ4ပန်းနေခဲ့ရဖြစ်ပါတယ်နောက်တော့ dgu နှစ်အောင်လုံးလိုက်လာဆိုမဲ့လေအလီဒါထောင်းနှစ်ကောင်လုံးကွတိတွေပြစ်ကတ်ထားရတာဗျာဟောဆိုတော့ back up တွေကတော့တကယ်ကိုကောင်းနေခဲ့တယ်ဒီပြောင်းနေတဲ့ပြောင်းစေဘေးပုံစံတွေက AI sport ဒီပုံမှုပြီးတော့ ကောင်းလာတဲ့ပုံစံတစ်ခုတော့ကျွန်တော်တွေ့နေရတယ်ဗျ။အောင်လဲတာဝါရီရောမလင်းပေါ်လင်းအကုန်လုံးတာဝါအကုန်လုံးနှိပါ့တော့ first tower ရရှိတာခဲ့တယ်။တကွင်းယူနီဘာစီတီသူတို့ဂိုးလိန်တာ famous play ရတော်တော်လေးချင်းဝါတဲ့အခိုက်အတန့်တစ်ခုမှာ water အားလီအလုံးမလုတ်ခဲ့တဲ့ပုံစံတစ်ခုကဒီနေရာမှာကျွန်တော်တကွင်းယူနီဘာစီအတွက်တော်တော်လေးခက်ခဲဝါတဲ့ပုံစံတစ်ခုတော့ဖြစ်နေခဲ့ပါတော့တယ်။ဟိုမှာဂျင်းနေနေရလဲတော့ထောက်ချောက်တွေကို throw back တွေပေးနေတာ narrative ကပြေးဝင်လာဖို့ကြိုးစားနေတဲ့အနေထားတစ်ခု resist ကြည့်ရမယ်ဆိုလို့ရှိရင်တော့ဒါသူ ultimate ဘာညာထောင်းမှုတော့ချောင်းနေပုံစံလေးမှာတော့ရှိရဲ့ဗျာอืมဆိုတော့တစ်ခါက fine အနေနဲ့ကလည်း AOG ပါထပ်ပြီးတော့ခိုးထားသေးရဲ့ဆိုတော့ Battle Team fight အနေနဲ့ဆိုင်မယ်ဆိုရင်တော့အများကြီးပို့ပြီးတော့အလုတ်ဖြစ်နိုင်တဲ့ trap တစ်ခုဗျာเนาะကျော်တီကဒီချိန်မှာပြန်ပြီးတော့ပဲ Battle စဖို့တော့စူးစမ်းနေပါစီကျော်တောင်းအောင်ကြားထဲမှာထောက်မှာလည်း Elida တော့ကျော်ပြက်ခွဲနေတဲ့နေရာတစ်ခုတော့မြင်တော့မြင်နေရတယ် Messi လုံးဝမသိသေးဘူးနောက်တော့ပြန် forward ထားတော့မယ် Elida ကျော်ပြက်ခွဲနေမှာအိတ်စကောင်စပြီးကြားတယ်ဗျာဟိုတဲဒီမှာ Naruki ဝင်လာနိုင်တယ်ဗျာ Hugh ကတော့ဟိုပိုင်ဆိုင်သွားပြီဗျာဟုတ်လဲ second tower တစ်လုံးမှာထပ်မှတ်ပြီး UB နဲ့ AOG plan ည်ပြေးဝင်သွားပြီဟိုးနော်မဖန်ဆမ်ဖိုဒက်ရှ်ဒီပေးသားသည်ရေသူမလဲတစ်ဖက်ကပြန်ပေးတဲ့မက်ဇီယဒမ်မေအလီတိုင်းဒမ်မေဒီကြားမှာသူကလည်းပြန်လဲ4ပတ်နေနေပဲယူကေ3កောင်လောက်ထိကိုဒဂွန်ယူနီဘာစီတီနဲ့ခွင့်ပြုပေးလိုက်ရပါတယ်ဗျအင်းယူကေ3កောင်လောက်ထိကိုဒဂွန်ယူနီဘာစီတီပြန်ပြီးပေးထားတဲ့အပိုင်း6လည်းမြင်ရမယ် AI eSport အနေနဲ့ကြည့်မယ်ဆိုလို့ရှိရင်လည်းဆိုအခုချိန်ဒီ Yuki နှစ်ကောင်းပဲပေးထားရသေးတယ်။အလီဒါလုံးဝ AN နဲ့ဆော့ထားသလို Naruki AN နဲ့ဆော့ထားတဲ့အနေထားတစ်ခုဆိုတော့နောက်ပိုင်းပွဲသိမ်းဖို့အတွက်လည်းသူတို့အနေနဲ့အခွင့်ကောင်းတွေအများကြီးပိုင်းဆိုင်နေတယ်ဗျ။ Yuki ကနှစ်ကောင်းပဲရသေးတယ်။ Mazio ကိုတကောင်တတ်ထားတယ်။ Oh my Jenny ကိုတကောင်တတ်ထားတယ်။ Channel Hero တွေကသာသူတို့ဒီဒီ Hero Key တွေထပ်ပြီးတော့ဒကွန် University အနေနဲ့ရလိုက်မယ်ဆိုရင်တော့ Body Key လေးပါလေးနဲ့ Network လေးပြန်ရနိုင်တယ်ဗျ။ဒီချိန်မှာတော့ Ace အနေနဲ့ Roaming Identity ထည့်ထားလိုက်ပြီး Focus Man နဲ့ထွက်လာတယ်။သူ Damage Page တဲ့ Hero တွေသူ့ရဲ့ Teammate တွေပေးတဲ့အခါမှာပို့ပြီးတော့ ော့ damage ထွက်လာနိုင်တယ်ဗျာသို့မဲ့ဒီချိန်မှာတော့ Hiroki အနည်းငယ်ပဲရရှိထားတဲ့ခိုက်တဲ့တစ်ခုတော့တွေ့နေရပါဘူးအဲ့ဒါမှာ Heavy ကျွန်တော်ကိုလည်းပြန်ပေးထားတယ် Wobo Komori ပေါင်းပေးပေးမယ်နဲ့ damage ချိန်ကန်းအများကြီးလုတ်ပေးထားတဲ့အနေထားတစ်ခုဒါပဲ kill your world တစ်ပိုင်ဆိုင်ထားတယ်ဟိုးနမနဲ့ Rookie ပြန်ဝင်လာချိန်တစ်ခုက world တစ်ကောင်နှစ်ကောင်တော့ဒီမှာသိမ့်ပိုင်ထားတယ်အဲ့ဒါကတော့ကြီးကထားလိုက်ရင်ဒီ Hiroki နောက်တစ်ကောင် Super 4ကောင်ထိပါ ိမ့်ပိုက်ထားလိုက်တယ်ဗျာ Game connection မိနေတဲ့ defy battle တခုရော e-sport အနေနဲ့ရင်ဆိုင်ပြသတော့သွားခဲ့ပြီဗျာအရှိမ damage taken သွားပြီးတော့လှုပ်ပေးနေတယ် black ဒီသူကိုယ်ရယ် sacrifice လိုက်ရဆိုမလဲ team mate တွေ၄ယောက်လောက်ထိပြန်ပြီးတော့ hyuki ရလိုက်တာတော်တော်လေးကောင်းနေဒီချိန်မှာလည်း melee မှာရှိနေတယ် creep တအုပ်ကတော့ကျွန်တော်ဒီဘက်ကရှင်းနေတူပြန်လည်ပြီးတော့ပဲရှင်းထုတ်ပြီးသွားပြီ online မတက်လာတဲ့ဒီ low wave နဲ့တူသူတို့နောက်ထပ် mega tower try mode တော့ e-sport အနေနဲ့စူးစမ်းမလားဒါမှမဟုတ် fan base တွေကိုပဲဦးစားပေးပြီးတော့ရှာမလားကြည့်ရပါဦးမယ် လောကလည်း first lot ဖြစ်နေနေတာတခုဆိုတော့အရင်မှာတော့မဟုတ်သူ16000လောက်ပဲပါမယ်။ဒါမှမဟုတ်အရင် e sport အနေနဲ့ကတော့ကျွန်တော်မလင်းရဲ့ mega pixel လေးတော့ရထားတယ်ပေါ့နော်။ကျွန်တော် online ကိုထပ်ပြီး rush မလားတော့ပြန်ကြည့်ရမယ်။ဥပမာဂျင်းနေတယောက်တည်းနဲ့ကိုတသိန်းလုံးပြန်ကြည့်နေရတာဒီ G ကို သူ့ကိုတက်ဖို့တော့ကလည်းမလွယ်ဘူးဖြစ်နေတာเนาะကျွန်တော် purify ကလည်း AD 3လိုင်းပါနေအောင်မှာပဲဆိုတော့နောက်မှာတော့ AOG ခြားလာပြီးသွားပြီ5ပြန်လဲခိုးလာသေးတယ်နော်မနာရိုကီပြန်လဲ4ဘက်နေပဲ loyal jet to online big tower man of fury 4 man နော်မတက်ပြီးတော့ team လာသေးတယ်ဆိုလဲ front line မှာ black can i နော်မ black ချောင်းပါ game speed by resident to be not ပြန်ပြီးတော့ပေးနေ damage ကြောင့် fans နေတဲ့ထပ်ပြီးတော့ show ရခဲ့ပါဘူး leader ပြကွဲနေတော့မဲ့အဲ့ဒီနောက်တစ်ခုကတော့ welter ထပ်မှာမျိုးကြည့်အောင်မဲ့ထွန်းမှာလဲ5တကောင်မှာကြံတော့တဲ့အနေအထားတစ်ခုထွန်းမှာလဲ narrative medicine နှစ်ယောက်ကြံနေတဲ့2 versus 1 situation မှာ ောက်လမ်းမှာပြန်ပတ်တောင်းမယ်နော်မရတော့ဘူးဗျနာရူကီနဲ့မက်ဆီနှစ်ယောက်ပေါင်းပြီးတော့တာဝါချိုးဖို့အတွက်ဆိုရင်တော့တော်တော်လေးအချိန်ပေးရမယ်မချစ်အောက်ပွတ်ဖြစ်နေရဲ့နာရူကီဒီသူ့ physical damage ကတာဝါပေါ်အများကြီးဆက်ရောက်မှာတော့မဟုတ်ဘူးဗျ fine defensive လုပ်နေခဲ့ပြီပြန်ပြီးတော့ response ပေါ်ဖို့တော့ racist တို့ပါတော့ရှိရရှိနေတယ်ဗျအပေါ်လဲ mega တော့မရရအောင်နာရူကီနဲ့ plane ရိုက်သွားပြန်ပါသေးတယ်ဩ mega တာနဲ့နှစ်တိုင် first law နဲ့ရရှိခဲ့တာဆိုတော့လေ တော်တော်လေးတန်တယ်လို့ပဲကျွန်တော်တို့ပြောရမှာပဲဒီအချိန်ကြီး7 minutes ဆိုတိုင်မတစ်ခုအထိမှာတော့ family 9000အထိတာနေတော့မယ် AI အေးစွားနေတယ် early game mid game နှစ်ခုလုံးကဆိုတော့ change ထုတ်ထားနိုင်တာမျိုးကျွန်တော်မြင်နေရတယ်ဗျာခုနကဗတယ်မှာဆိုရင်ကျော် black နေနဲ့ online mega tower လိုချင်လို့သူကိုယ်တိုင် sacrifice ဖို့အတွက်ဒီ AOG နဲ့ဒါဝင်သွားခဲ့တယ်ပေါ့နော် founding ရဲ့ကိုဒါပေမဲ့တစ်ဖက်မှာလည်းပြန်ကြည့်ရမယ်ဆိုရင် Races 3 Minor Fury ကအနောက်မှာ၄ရောက်လောက်ထိသွားပြီးတော့ချိန်မိထားတယ် အဲ့ဒီရောဒါကျော်တဖက်ကနေပြီးတော့ fine ခိုးထားတဲ့ Guardian ပြီးွားရင်နောက်ထပ်ဒီ AC ရဲ့ rule တွေတော့ဝင်လာမယ်ဆိုရင်တော့ဘာမှမဖြစ်သွားနိုင်တဲ့ AI e-sport ပြသီးလား ဒါပေမဲ့လည်းဝဘကူမဒမီဝါရီ Teaming Outpost က follower ပါမလာတဲ့အခါမှာတော့ Hiroki အချအရှုံးနဲဝခဲ့တဲ့ AI Esports ဒီညမှာတော့ Mega နှစ်လမ်းလောက်ရလိုက်ရလိုက်တဲ့နှစ်လမ်းလေး side lane နေဖြစ်နေရဆိုတော့ပို့ပြီးတော့ကောင်းသွားတယ်ဗျာတိလား side lane နေဖြစ်နေရဆိုတော့ဒါပို့ပြီးတော့ကောင်းသွားတယ်အဓိကတော့ Mega Tower Run ဒီမှာပြန်ကြည့်ရမယ်ဆိုလို့ရှိရင်ဒီ main lane ရဲ့ Mega Tower Run ဒီ Tower Power တော်လေးနဲတဲ့ဒါဒါဒါ Mega Tower Run တခုလို့ပြောရမှာပဲဗျာ side lane တွေကတော့ပို့ပြီးတော့ပေါ်ဖူးဖြစ်တယ်အဓိကတော့ကျွန်တော် Law Against Lane မှာရရှိထားရတဲ့ Mega Tower Run ကတော့ပေါ်ဖူးအပြည့်ဆုံးလို့ပဲကျွန်တော်တို့သုံးသပ်လို့ရတယ်လောဆယ်အုံးမကျင်းနေ လို့ဖတ်ပေးဖို့တော့စူးစမ်းနေရင်းနဲ့ပဲ black ဩဩအဲ့ဒါကြီးတက်ပြနေတာอืมဒီနေရာမှာတော့ကျွန်တော် black သူ့ရဲ့ AOG တော့ခိုးခံတာကသူကောင်းကောင်းကြီးရှိတယ် level 17ကျွန်တော်တစ်ဖက်မှာလည်း ace နေနဲ့ level 17ပြ level 17လောက်ရောက်သွားရင်တော့ ultimate ဒီကိုစီကိုစီကလုံးဝဒါတကယ်ဂိတ်ဆုံးကြီးတော့ရောက်သွားနိုင်တယ်ဗောနော်ကျွန်တော် leader ရဲ့ဒါ position ကလည်းတော်လေးကောင်းတယ်အရှိမှတော့ black ကတောက် shot position ပြပေးတာလော ACK ယုံပဲဗျာ EA ဘောကอืม madra အနေနဲ့တော့ကျွန်တော်ဒါ battlefield ကိုရောက်လာနေပြီအဲ့ဒီခုမှတော့ netrookie တို့သွားပြီးတော့ပဲကျွန်တော် slay လိုက်ရင်းနဲ့တော့ကျွန်တော်နောက်ထပ် long နဲ့အတူ စနေမနေ့ခွဲဆိုတိုင်မဲ့တစ်ခုမှာထပ်ပြီး high ground တက်အောင်မယ်ဗျာ။ side lane တွေကိုလည်းတခါနဲ့ push လာပြီးသားဆိုတော့၃ lane လုံးကတက်လာတဲ့ wave တွေကိုတော့ကျွန်တော်တပတ်ကတကောင် university ကောင်းပြီးပြီးတော့ခံရမယ်ဗျာ။ mass man ဒီကျွန်တော် magic out push ပေးတဲ့ hero တကောင်ဖြစ်နေရဲ့ကျွန်တော် fans ဒီသူ့ရဲ့ဒါ skill အရာပြန်ပြီးတော့ကြည့်ရမယ်ဆိုရင် cool down ပြန်ပြီးတော့မလဲဘူးဆိုရင် enemy များနိုင်တဲ့ hero ဖြစ်နေတဲ့အခါမှာ high ground defense ကလွယ်ကူပါမလားဆိုတဲ့ဘေးကထုတ်ကြရလေရှိနေပါဘူး။ဆိုတော့ပြအားတွေကတော်တော်လေးခံစားနေရပြီး ace တွေနဲ့ပါကျွန်တော်တို့3နောက်ဆုံးတန်းလောက်ပဲကျန်တော့မယ်ဗျာ။ ဒီမှာလည်း AI eSport အနေနဲ့တော့ကျွန်တော် long time ခင်အထိမှတော့ pressure တွေတောက်လျှောက်ပေးနေတယ်ကျွန်တော် DGU Street Mega Tournament ထဲမှာထင် locket ခံထားတဲ့အနေအထားတစ်ခုတော့မြင်နေရပြီဗျာပေါ်လမ်းမှာတော့ကျွန်တော် low ကတော့ပြီးတော့တက်လာခဲ့ပြီဗျာနော် second low ဖြစ်နေတဲ့ကြောင့် first low တက်စာမယ်ဆိုရင်သူကပို့ပြီးတော့များမယ် damage output လည်းများမယ်ဆို AOG 3 man တက်ပြီးတော့ Tainer Firewall ကြီးတယ်မဝစားချက်ချုံသွားတယ်မဝစားပစ်ချက်နဲ့သူရှင်းမှာ flash ကိုမကောင်းပေးနိုင်မရတော့ fans dash ကြားရမှာ hero game 1 man ပြန်ရလိုက်စေ over chain ဒီ damage လုံလောက်သွားနေနေပဲ format down ဘယ်တခုတော့ ဂုံယူနီဘာစီရင်ဆိုင်လိုက်ရရင်လည်းဒီသုံးမှာကျိုးဝါးရဲ့နောက်မှာတော့